55ကျေးဇူးတော်ကိုရှောက်ခဲ့ခြင်းယောက်ျားမိန်းမရေတောင်မအတူမကူရခေါဝင်ပေါင်းတို့မဝို့ရလက်ဝတ်ရထနာမစင်ရမိတ်ကပ်မလူရမှစပြီးကာကုံပြောပါခြင်းတနင်္ဂနွေနေ့မှာသတင်းစာဖတ်ခြင်းတို့အထိဥပဒေပြင်းပြတဲ့များပြားသောအမေရိကန်ပြည်တောင်ဘက်ကအပြည့်အခြေခံဝါရီတွေကြားမှာကျွန်တော်ကြည့်ပြင်းခဲ့သည်တို့ဖြစ်ဖြစ်ပြင်းပြတဲ့ညာတို့ကိုကျွန်တော်ကောင်းစွာသဘောပေါက်သည်ရက်ဆိုရင်ပြောမနေနဲ့အနံ့ကလေးခံပါမြင်ပြီးငရဲနံ့ရပါတဲ့ ဓမ္မကောလိတက်ပြန်တော့လဲကြည်ပါအမျိုးသမီးဘက်ကចောင်းတော်ဝင်ခံဆရာမကြီးသည်ចောင်းသူတွေကိုရှေ့မှာထိုင်ခံပြီးကောင်းဝင်းလုံးမလုံးကိုချစ်စည်းသည်ဘောင်းမီတူကိုအာဂတာကိစ္စမှာတပါဝှက်ခွင့်မပြု ခေါဝင်အောင်မှာတော့ခံပြီးဝကြတဲ့ပုံမှန်ဆိုလို့ဆိုပဲဒီတော့မလန်မကန်ဓမ္မကောလီကလည်းအားကြမခံပူပြီးစီကံကောင်းရပြသည်အင်ဂျင်နင်းခေါဝင်ကိုပြောင်းမဲဝေ့ရမည်အကွက်မပါစီရထိုအကွက်ကလေးအပြည့်ရှိုက်ပူချင်းရဲ့အသွဲသွဲကိုတက်တာစီနိုင်သည်အလှပြဆွဲဆောင်ရာရောက်သည်ဟု၏ကျွန်တော်တို့အမျိုးသားတွေအပိုင်းမှာကြတော့ကိုစပင်းမရှိရမုတ်စိနေပတ်တမ်းဝင်မထားရချစ်သူကြီးချင်း၍အပြင်ကိုမထွက်ရကျွန်တော်မှာကောလိပ်နောက်ဆုံးနှစ်ရောက်ချင်းရီးစားထားခဲ့ဘူးသည်တို့တို့ ော်နန်းဘူဝီလာဝီလက်ခရီးတော်ဆွဲခွင့်မကြုံခဲ့ထမင်းစားချိန်မှာဧကန်လေး၌15မိနစ်ခန့်မျက်နှာချင်းဆိုင်ထိုင်ပြီးစကားပြောခွင့်ကိုသာရရှိသည်ဆံပဲ ဖျားသခင်နေမိသားအရာပြုမပြုအမြင်ဆောင်ကြည့်သည်မနေ့ဝိပုစီဝေးမှာမပါဝင်မိနေခရိယန်တို့၏ဘဝပျော်ရွှင်မှုဟူသောအကြောင်းကဒံပေးရာမှာသုံးသောစာအုပ်ကြီးကိုအဆအဆုံးဖတ်ပြပြီးစာအုပ်ကိုပြန်ပိတ်၍အလုပ်ပြန်ပြောပြရသည်ကောင်းရော ခရိယန်တို့၏ပျော်ရွှင်မှုဖြင့်အဖြစ်ပေးတဲ့ခံနိုင်သောသူချို့ချောင်းထွက်ခံနိုင်သောသူတချို့ကျူးစာပန်းစားဆက်တဲ့လူလေတို့မိစဉ်ကြီးကကြပြီးဘွန်ရသည်တိအောင်မြင်သောရာတွေကလည်းဒုနေတည်းဘာပဲဖြစ်ဖြစ်ကျွန်တော်အာယူပြီးနားလည်မှုရှိ ရှိထူကောလိပ်ပညာကိုရယူနိုင်ခဲ့လေသည်ကျွန်တော်ဖတ်ရှုပြီးခွန်အားရယူခဲ့သောစာအုပ်မှာစိတ်ဓာတ်ပိရာပညာရှင် Goffman ၏ခွန်အားရစာအုပ်ဖြစ်သည် အယူတောင်စစ်ကြောင်ဖုံးကြောင်ဘောရဆောင်များအကုန်လုံးတို့တွင်စည်းကမ်းသည် မရှိမဖြစ်တူချင်းလွတ်လပ်မှုကိုပြီး၍မရတသားရီဖြစ်ကိုဖြစ်ရမည်ဟုထူစာဥကညွှန်ပြနေလေသည်ကျေးဇူးဂယုဏတော်နှင့်မေတ္တာတော်ဆိုသည်ကိုမတိမတာကလေးနဘေးချိတ်ထားလေစည်းကမ်းသည်သာလူဤတံမှုကိုရှိတန်းတင်တာတော်စာဥပါတကယ်တော့ဆက်ဖျားခေါ်လူဖွဲ့စည်းကြီးအတွင်းက ီးတန့်ကုန်ပုံနှင့်ဖွဲ့ငယ်တွေအမျိုးမျိုးသင်ခွဲနေကြသည်ဟုကျွန်တော်ထင်ပါသည်ခရီးယန်ဓမ္မကိုလိခုလိုသင်ခွဲတာဘာမှမဆန်းဂျူးတွေမွတ်စလင်အခြေခံဝါဒီတွေခရီးယန်စီးကပဲတချို့ဆုံးယောက်ကိုင်းတွေမှာပူပူဆိုးသေးတယ်ဟူ၍လဝဲဆုံးလက်ရဆုံးအကျန်းဘက်အဖွဲ့စည်းကြီးကြီးကြတော့ကိုသာတင်းကျပ်သည်မဟုတ် ူများကိုပါဆိတ်ဆင်းရရလောက်အောင်ဒုက္ခပြင်းနေကြသည်မဟုတ်ပါလားဟုဆိုခြင်းပါသည်။ယခုကျွန်တော်ပြောနေသည့်ကျွန်တော်တက္ကရာတော်ဓမ္မတက္ကသိုလ်အမေရိကန်ဝက်စ်ပွိုင်းစစ်တက္ကသိုလ်အတိုင်းဇဗင်တိုတိုမျက်ခွက်ရှင်းရှင်းအဝတ်စားပြီးပြီးပြီးပြင်ဂရင်ကတန်တန်ဖက်နှက်ကပြောင်ပြောင်ဖြစ်အောင်တင်းကျပ်ပြီးသည်မကြိုက်ရင်ကြောင်းတွေ့ကြိုက်ရကြောင်းကိုပြောင်း သူတို့စီမနေရင်တော့သူတို့စီကန်းကိုလိုက်ကိုလိုက်နာရပါမည်66ချောင်းပါဝင်သောကျန်းစာအုပ်ကြီးကိုကိုစားပြုသည့်ထိုကောလိပ်လက်ဆွဲစာအုပ်ကြီးကလည်းရှိသေး၏ကျန်းတစ်ခုစီတိုင်းကသူတို့ကျိုင်းနေတဲ့သောအချက်တို့ကိုစာမျက်နှာတစ်ခုစီမှာရေးသားထားပြီး66မျက်နှာပါရှိသည့်ထိုစာအုပ်ကိုခန်းနာတိုင်းမှာပြန်၍စမြုပ်ပြန်၍တင်ပြတတ်သည် တခုတော့ပြောစရာရှိ၏ခရစ်တော်နှင့်တကွာဓမ္မသမိုင်းဝင်ပုဂ္ဂိုလ်ကြီးတွေသဘင်ရှိတာ မျက်နာကအမွှေးတွေရှိတာဒါတွေကိုကြတော့သူတို့ကထိတ်မပြော ကျွန်တော်တို့ကျောင်းသားတွေကြိတ်ပြီးဟားခဲ့ရသည်ရော့ကန်ဟိုကာဝင်အတူရှိ secret ဆေးလိကိစ္စကျန်းစာတိုင်းမှာဘယ်မှာတားမြစ်ထားပါသလဲအရက်ခရစ်တော်ဗမာများလုံးဝမတောက်ရဘူးလို့ပြောသလဲဝိုင်းဆိုတော့အရက်ချူစပြည့်ရေမဟုတ်စသည်ဖြင့်ကျွန်တော်တို့ကကိုယ့်ဘက်ကကိုယ်တွေးသည်ကျောင်းတော်ကတော့မလှန်ဝင့်ပြီး သူဒီသူ့ဘုံဘုံနဲ့သူအဖွဲ့ငယ်တစ်ခုဖြစ်ပြီးဓမ္မသစ်ချမ်းကိုသူစိတ်ကြိုက်သူအထိပယ်ကောက်သည်။ဘာဖြစ်လဲဟုကျွန်တော်တို့သဘောတူလိုက်ရပြီသည်။ခုတော်လင်းပြစ်တင်များစွာ လုံလာချိန်မှာကျွန်တော်ကြံဖန်ပြီးចောင်းတော်ဤကျေးဇူးကို ရှာဖွေမိပါသည်။အရက်မူရစီမအစအဆက်လက်ကိုအမေရိကန်ကစာဂျင်ဂျန်နရယ်ကိုစီမင်းကြီးကအနေရရှိကြောင်းမကျင်ညာခင်ကတည်းကကျွန်တော်မတောက်တပ်ပါ၍ပြဿနာတွေအများကြီးငြိမ်းခဲ့လေသည်။ တို့တို့ဥပဒေသားတွေကိုကင်တွယ်ကျင့်သုံးနည်းနဲ့ပတ်သက်၍တော့ကျွန်တော်ခုထိမကျေနပ်သည်ကိုပြောကိုပြောရမည်ဖြစ်ပါသည်ဥပဒေသားတို့နှင့်တင်းကျပ်စွာနေထိုင်ရှင်သန်ခဲ့ရခြင်းသည်ဖျားသခင်ကကိုကိုမျက်နှာသာမပေးပြအောင်လုပ်တယ်လို့ဖြစ်နေပြီ။ဖျားသခင်ကိုကိုကချစ်ချင်းလက္ခဏာရက်တွေမှာဟုတ်ရဲ့လား။နှစ်တွေများစွာအချိန်ယူပြီးမှအဖွဲ့ငယ်တစ်ခုကပို့ချခဲ့သောကယ်တင်ရှင်ယေရှုတရား၏အနှစ်သာရကိုကျွန်တော်ရယူဆုပ်ကိုင်မိချိန်မှာများစွာတော့ကျွန်တော်ကြောင်းနေပဲတငယ်ချင်းတွေကတော့ အသိတော်များ၏ကာသီတော်တံများကိုမခံနိုင်ပဲလူဝတ်လဲ၍နဘေးသို့ထွက်ရထိုင်နေကြလေသည်ခရစ်တော်ကိုယ်တော်ကြုံမခံကြပါစေနှင့်ဟုဆုတောင်းပေးနေရသောဘုရားကျွန်တော်အခုပိုင်းကြမှာအလုံးစိတ်လေးလံစွာဖြင့်ရည်သားနေရပါသည်မြစ်တာနှင့်တင့်ကိုချီးပြီးယုံမသည် ဆိုသောလူသားတွေ၏တည့်ရသည့်အယူဆဝါဒတွေအထက်ကကျွန်တော်ဆိုခဲ့မှုသော ပြညတ်တရားတွေပဲဆိုစု legalism သည်ကျေးဇူးနှင့်ဂိယုနာတော်အတွက်အန္တရာယ်ဖြစ်နေစေကိုတော့ကျွန်တော်ပြောင်းပြောင်းပဲပြောပါမည် တရေတိဝါရသည်အတိကံတက်ဖွဲ့စစ်စည်းရင်မှတော်၎င်းဓမ္မကောလိတခုမှတော်၎င်းအလုတ်ကောင်းကောင်းဖြစ်နိုင်မည်ကိုကျွန်တော်ယုံကြည်ပါသည်အပြစ်ကပါအပြစ်လူပေါ်မှာဒီလိုအနေစားကင်တယ်မှုတွေကိုပုံစံပြောင်းပြီးသူ့နေရာနဲ့သူအတုံးချနိုင်ရင်လဲအင်အားကိုရယူနိုင်မှသိချသည်ဟုခံယူပါသည်ဆက်ရုပ်တီကိုအာတွင်းတယ်လို့ပေါ့သို့သောဖျားသခင်နေတိုင်းရိုက်ဆက်ဆံရမှာတော့အလုံးမဖြစ်ဘူးအများကြီးပေးဆက်ကြရမည်ဟုကျွန်တော်ခိုင်မာစွာယုံကြည်ပါသည် ်အတူပါတန့်ရှင်းစင်ကြဲခြင်းဆိုတာဖះရှိမှာဘာလို့လို့ရမှာလဲအကျိုးမရှိပါနှလုံးသားတွေက တရားကိုအလို့ရနေတော့လေတရားဤနှလုံးသားတို့ကိုတော့မခံစားနိုင်နေမခံစားတတ်နေအချင်းကြီးပါခရစ်ဝင်ကျမ်းလေးထဲမှာခရစ်တော်နှင့်အဆန့်ကျင်ဆုံးသောပါရိရှဲကျမ်းတတ်တူသည် ခရစ်တော်နှင့်အပြင်တရံအရအနီးဆက်ဆုံးဟုကျွန်တော်ဆိုပါမည်ဟုတ်ပါသည် ခရစ်တော်ယေရှုကိုယ်တိုင်သည် ပြည့်ညတ်တော်များကိုခါခါနာနာကျွမ်းကျင်သူအစီအနာမပြတ်ကျူးလူဘဝမှရှင်သန်သူကျင့်ဝတ်များကိုနားလည်ဆောင်တင်းလာသူလူသားဖြစ်ပါသည်ဒီလိုဖာရိရှဲတွေမိမိ၏ဘဝနှင့်အလွန်နီးစပ်ထိကပ်သည့်အရင်းအချာတွေကိုမှ ခရစ်တော်အပြင်းထန်ဆုံးဘာကြောင့်ဆန့်ကျင်ခဲ့ပါသနည်းငွေဆိုးတွေလှုပ်ဝက်ကောက်ကျစ်တော်သူတွေအပေါ်ယံမှာထုံးတော့အတွင်းထဲမှာပုတ်နေတဲ့လူတွေညကန်းနီးပြတွေလူမိုက်တွေဟူ၍ဘာကြောင့်ကွက်ပြီးပြောခဲ့ပါသနည်း ီကနေ့ကျွန်တော်တို့ခေအထီတိုင်းရှိနေပြီကျန်းစာကိုခုလုံးလုံးရေသူများမျက်ခုံးမွေးပေါ်ချင်းချန်ရှောင်းနေသူများ၏ပုံစံတွေအတိုင်းထိုးတိုင်းဝိုင်းသည့်ချော်တုံးငုံနေမှုသာဖြစ်ပြီးခရစ်တော်သူတို့ကိုစန့်ကျင်ခဲ့ခြင်းဖြစ်ပြီးမရှင်းပေဘူးလားရှင်လူကခရစ်ဝင်အခန်း7နှင့်ရှင်မသက်ခရစ်ဝင်ကျမ်းအခန်း23တို့မှာ ခရစ်တော်သည်ပါရိရှဲတို့၏အကျင့်သိက္ခာများကိုအသေးစိတ်ဖြာ၍ပြစ်တင်ရှုံချခဲ့သည် ။ဘယ်ကြောင့်ဒီတရားတော်အယူအဆတို့ဤအတိုင်းအဆမဲ့ဖြတ်ကြီးနိုင်သောအစိတ်တောက်တို့ကိုသိစေခြင်းရဲ့ပင်ဖြစ်ပါသည်။ထိုအစိတ်တောက်တို့ဤအန္တရာယ်များသည့်လေထိုခေတ်ကအတိုင်းအခုရာစုသစ်ထဲမှာတည်ရှိနေစေဖြစ်ပါသည်။အယူအဆအဆွဲလန်းတိကတ်မှုဤပုံစံနေစီမှာလေအချိန်ကာလအလျောက်ပုံစံသာပြောင်းလဲသည်ဘယ်တော့မှပျောက်ပြတ်သွားခြင်းမရှိနိုင်ပါအကုန်လုံးကိုခြုံရင်သုံးသပ်ပါကအယူအဆသီးသန့်သူတို့၏အပေါ် ရန်ဆက်ဆံမှုကိုခရစ်တော်ကအလိုဆက်ဆုပ်သည်လူဝဲသောကျမ်းပြုစရာပါရီရှဲတို့တင်တို့သည်အမင်္ဂလာရှိကြ၏အကြောင်းမူကားဖလားလင်မန်းတို့ကိုအပြင်၌စေကြောကြ၏အတွင်း၌ကလူယူခြင်းမတရားသဖြင့်ကျင့်ခြင်းနှင့်ပြည့်လျက်ရှိကြ၏ဟု၍သခင်ဆိုခဲ့လေသည်ဖျားသခင်ကိုချစ်ပါသည်ဟုသောဂုံပုတ်ကြီးကိုသူတစ်ပါးမြင်သာအောင်ထိုသူတို့သည်ဤအမျိုးမျိုးနှင့်လှုပ်ဆောင်ကြသည်ယေရှုမြေပေါ်မှာရှိစဉ်ကဆိုနေသူတို့သည်ခဏတာမျှအစာရှောင်ရခြင်းအတွက် မချီမဆန့်ပင်မဆင်းရဲနေသည့်ပမာတယုတ်ဆောင်လျက်လူများရှိမှလေလုံးမိုးလုံးဖြင့်ဆုတောင်းရေးပထနာပြုခဲ့ကြသည်ကျန်းစာများကိုလည်းဝိယုံများပေါ်မှာကြောင်ညာကတ်တလူကတ်၍ထားကြသည်သည်ဟုဆိုပါသည်။ပေါ်ရန်ကကြည်လင်မှုအပြစ်မရှိဟုထင်ရသောအဆိုပါအစီလာများအတွက်တောင်ပေါ်ဒေသနာမှတဆင့်သခင်ကအောက်ပါအတိုင်းရှုံချခဲ့ပါသည်။ရှင်မတ်တဲ့ခရစ်ဝင်အခန်းကြီး6ငွေ2ကနေ6တွင်းမှာကြည်ပါ ထို့ကြောင့်သင်သည်အလူဒါနကိုပေးသောအခါလွတ်ဝတ်သောသူတို့သည်လူများချီးမွမ်းကိုခံလို၍ပွဲသမင်လန်းခီး၌မိမိတို့ရှိမှတပိုးခရာမှုတ်သိသည်ဤသို့မပြုနှင့်ငါမှန်ဆိုသည်ကားထိုသူတို့သည်မိမိတို့အကျိုးကိုရကြပြီသင်သည်အလူဒါနကိုပေးသောအခါပေးเจ้าကိုမထင်ရှားစေခြင်းကလက်ရလည်းပြုသည့်အမှုကိုလက်ဝဲလက်မြမသိစေနှင့်မထင်ရှားသောအရာကို မြင်တော်မူသောသင်တို့အဖသည်အကျိုးကိုထင်ရှားစွာပေးတော်မူလက်တန်း ပင်ဒီဆုတောင်းပတနာပြုသောအခါလွတ်ဝတ်သောသူတို့နီးတူမပြုနှင့်ထိုသူတို့သည်လူများတို့ရှေ့မှထင်ရှားစေခြင်းကပွဲသဘင်လမ်းဆောင်လမ်းဝါတို့၌ရက်ရက်ဆုတောင်းခြင်းကအလိုရှိကြ၏။ငါအမှန်ကန်ဆိုသည်က ထိုသူတို့သည်မိမိတို့အကျိုးကိုခံရကြ၏တင်တို့သည်ဆုတောင်းသောအခါစိတ်ညံ့ရန်အခမ်းသို့ဝင်၍တကားကိုပိတ်ပြီးမှမထင်ရှားသောအရာ၌ရှိတော်မူသောတင်းအဖကိုဆုတောင်းတော်မထင်ရှားသောအရာကို မြင်တော်မူသောတင်းအဖသည်အကျိုးကိုထင်ရှားစွာပြတော်မူလတံဤကဲ့သို့ခရစ်တော်၏ဩဝါဒကို မခံယူသောအခါမှာတော့ အသင်းတို့ဘောင်များစွာတို့မှာမတိမတာဖြစ်စီတိတိတတဖြစ်စီအကြွားဝါကလေးတွေဂုံဖော်မှုလေးတွေဖြစ်လာ၏ကျွန်တော်ကိုယ်တိုင်လည်းထိုကဲ့သို့ကြွားဝါပြဆားခြင်းသောဇာတိစိတ်ကလေးရှိပြီသူများအထင်ကြီးစီအောင်တွယ်ဝိုက်သောဤကလေးတွေနေပြုကျင့်ခဲ့ဘူးပါသည်ခေဘူးပါသည်ဆိုတော့အခုလောလောဆယ်မှာကောဒီအကျင့်ကလုံးဝပြတ်တော့ပြီဟုမထင်ပါနဲ့အခုအချိန်မှလည်းအမြင့်ပြတ်ချင်သေးပါနာမည်လေးတစ်လုံးနဲ့ပတ်စံများများလဲလှူဒန်းလိုက်ရော ထို့ဖွဲ့စည်းမှကိုယ်ကိုဂုဏ်ထူးဆောင်စင်းထဲမှာပေါ်ပြပြီးဂုဏ်ပြုတာတွေထမင်းစားဖိတ်တာတွေအပေါ်မှာဘဝင်ခွင့်နေမိစေဟုဆိုကြပါသည်။တန်လွင်တော်မော်ကဒေသနာကိုနာနာဖတ်တော်မှလူသားတွေချင်းချင်း ထောမနာပြုတာတွေကိုခံယူခြင်းသည်ပါရီရှဲရုနဲ့ငါနဲ့ဘာထုတလဲဟုတွေးတော်ဆင်ခြင်မိလေတော့သည်လီယိုတွန်စထရိုင်းသည်ပကဒနလောကကိုတတ်တလုံးတိုက်ခိုက်လာသူဖြစ်၏သူ၏စာအုပ်တအုပ်တွင်ခေါင်းစဉ်မှာကောင်းကင်နိုင်ငံတော်သည်တင့်ထဲမှရှိသည်ဟုရင်ဖြစ်ပါသည်ဒေါ်စထရိုက်အဆိုအရကမ္ဘာတလွန်းမှာရှိသည့်ကိုးကွယ်ရာဘာသာတိုင်းမှာအကျင့်တရားအတွက်ဥပဒေမျိုးမျိုးရှိသည်ခရစ်တော်သည်အဘယ်မြေသောဥပဒေကိုချထားပြီးပြီ ကိုကိုကိုဂျင်းနာအားရပြီဟုခံယူစေခြင်းမရှိခဲ့ဟုဆိုခဲ့ပေသည်အကယ်၍သာသခင်မိမာခဲ့သောအချက်တစ်ခုကိုဥပဒေအဖြစ်ခံယူမည်ဆိုပါလျင်လေထိုဥပဒေသားကိုဘသူကမှပြည့်မီအောင်လိုက်နာနိုင်စွမ်းမရှိဟုလည်းသူကဆက်လက်၍ဆိုခဲ့ပေသည်ရှင်မတ်တဲ့ခရစ်ဝင်ဩဝါဒစာအခန်းကြီး22နှင့်5ကိုပေါင်းစု၍ကြည်ပါ ဖျားသခင်ထာဝရဖျားကိုစိတ်နှလုံးအကျွင်းမဲ့ညာရှိသမျှနှင့်ချစ်လော။ဟောကိမုန်၌ရှိတော်မူသောသင်တို့ဖာသည်စုံလင်တော်မူသည့်ဤသူသင်တို့သည်လည်းစုံလင်ခြင်းရှိကြလော။ဟူသောအမိန့်တော်အစ်စ်ကိုတွေ့နိုင်သည်။ဘယ်လိုလဲ။သင်အမိလိုက်နိုင်ပါမည်လား။တောစထရိုင်းကမေကွန်ထုတ်ခဲ့လေသည်။အကျင့်တရားနှင့်ဆိုင်သောဘာသာရေးဥပဒေသားအချို့တို့သည်လက်တွေ့ဆောင်ရွက်ချက်များနှင့်လေးစားလိုက်နာကြောင်းကိုပြသနိုင်သည်။ ပမာအဖြစ်ဥပုံဆောင်ခြင်းအေးပြားလေးခြင်းဒူရန်ခြင်းစသည်တို့ကိုကြည်၍ထိုတရားများကိုစောင့်ရှောက်နေကြောင်းအတည်ပြုချက်ပေးနိုင်ပါသည်ခရစ်တော်၏သွန်သင်ချက်များကိုလေးစားလိုက်နာခြင်းတို့ကိုမူ ုဥပဒေသားများအားကျင်းဆောင်သလိုပုံစံများနှင့်အတည်ပြုသလိုပြုနိုင်ပြီးကြိုးစား၍မရနိုင်ဟုသောလူသား၏အသိစိတ်သီတာလေးလေးစားလိုက်နာမှု၏လက္ခဏာဖြစ်သည် ကျွန်တော်တို့ကစံချိန်ဘလောက်မှီသည်ကိုအပေါ်ယံမှမမြင်ရဘဲစံချိန်နှင့်ဘလောက်ချော်နေသည်ကိုသာအများဆုံးမြင်ရလေးရှိသည်ပြညတ်တော်နှင့်အကျင့်တရားများကိုကျင့်သုံးသူသည်မိတိုင်းတစ်ခု၏အောက်မှာရပ်နေသောသူကဲ့သို့ ထိုအလင်းအောက်ကလွှဲရင်ဘယ်မှမမထွက်နိုင်ပြီခရစ်တော်၏ဩဝါဒကိုစောင့်ရှောက်သူမှမူရှေးကအလင်းအိမ်ဤနောက်ကိုလိုက်သူနေတူ၏သူဖို့ရှောက်တော်ရလမ်းသည်အမြဲဆန်းသင့်၍ရဲဝံစွာရှောက်လန်းနံစွာလည်းရှိပေသည်တနည်းအားဖြင့်ဝိညာဉ်ရဲ့ရင်ကျက်မှုဆိုသည်မှာတင်မီမြတန့်ရှင်းစင်ကြယ်သည်ကိုပြစားခြင်းမဟုတ်တင်မီမြမတန့်ရှင်းမစင်ကြယ်သည်ကိုတိကျွမ်းခြင်းဖြစ်သည်ယင်းအသည့်တရားအဖြစ်လဲသခင်ကြီးယေရှုနှင့်ဂိူနာတော်တကားပေါက်သည်တင်းအတွက်ပွင့်ရနေလေတော်သည် ကျန်တတူတင်လို့ဒီအမင်္ဂလာရှိကြ၏။ကျောင်းမူကားထန်းကဲသောဝင်ကိုသူတစ်ပါးပေါ်မှာတင်တတ်ကြ၏။ရှင်လူကခရဝင်အခန်းကြီး7အငယ်46မှာဤသို့ဖော်ပြထားပါသည်။အဘိဓမ္မာပြညတ်တိကျန်သမားဥပဒေသမားများကိုဆိုလိုခြင်းဖြစ်သည်။ထိုအကျင့်သီလတွေအတိုင်းလူမှုကိုကျင့်ဆောင်စီရာမှလူသားတို့သည်မခံနိုင်သောဝင်ကိုထမ်းကြရသည်။ ိုချက်ကိုခရစ်တော်ဆိုလိုခြင်းဖြစ်သည်မှန်ပါသည်ကျွန်တော်လေ့လာမိသမျှအကျင့်တရားဟူသည်သူဤတရားဟုသဘောရရှော့ပေးနိုင်သည်ဟူ၍မရှိဘဲအဆုံးရောက်ပြီးခြင်းမှုများကိုအစဉ်ဖြစ်နေစေပါသည်ဥပမာဆိုရသောပါရိရှဲနှင့်ကြံတက်တို့သည်မောရှိခိကပြည့်ညတ်တော်ပေါင်း633ကိုအခြေပြုပြီးနောက်ထပ်ဖြည့်ဆွတ်ဥပရိသများစွာတို့ကို ဖြည့်ဆွတ်ထားခဲ့သည် သင်လာသမိုင်းရာဘီအေလိဇာဤခေတွင်တာမန်အလုတ်ကျန်သမာမိမောင်းသူကလောက်မောင်းသူနှင့်ရေလုတ်သားများအားမိမနှင့်ကာမဆက်ဆံရေးအတွက်လိုက်နာရန်စီကံများချမှတ်ခဲ့သည်။ဖာရီရှဲရိုသည်ဥပုပ်နှင့်ဥပဒေသားပေါင်းများစွာကိုတိုးချဲ့ချမှတ်ခဲ့သည်။ ူပုံးနေမှာမလွဲမရှောင်သာလင်းမြေးစည်းခွင့်ရှိသည်သို့တော့ဒုက္ခလေးတစ်ချောင်းအပူဆောင်ယူတော်မိနေအပြစ်ရှိတော်သည်အမျိုးသမီးများသည်သမီးပြုနှုတ်လို့သောအကြောင်းမှတပါဥပုံးနေတွင်မှန်မကြည့်ရဖျားသခင်၏နာမတော်ကိုမှုတာနှင့်ဆိုင်၍မမွတ်ဆိုနေဟုပြည့်ညတ်တော်ကဆုထားရ ။ရာသခင်ကိုဂျူးသမိုင်းတလျှောက်လုံးဘသူကမှအမည်နာမတော်တစ်ခုခုနဲ့ခေါ်ဝေါ်ခြင်းမပြုကြပေ။ယနေ့ကျွန်တော်တို့စီကိုဂျူးမိတ်ဆွေများကစာရေးရ၌ပင်နင်းကိုဟူ၍မသုံးမဲ GD ဟူသာ30နှစ်ချင်းရှိတဲ့သည်ကျင့်ရတော်အရစိတ်တငယ်ကိုမိခင်ဤနို့နှင့်မချက်ရဟုဆိုထားသည်တွင်ယနေ့ခေတ်၌ဂျူးအဆောက်အဦတိုင်းမှာဟင်းချက်သည့်မိဖို့နှင့်နို့မလိုက်တင်ခဲမိဖို့တို့ကိုခွဲခြားထားတော်ရှိသည်။ဣသရေလနိုင်ငံကတဲကိုကန်တွင်မှန်သမျှမှာဥပုံနေဆိုရင် တက်လီကများအော်တိုမက်တစ်ခလုတ်ဖြင့်မရက်မနာဆင်းလိုက်တက်လိုက်လုပ်ပေးနေရသည်ခလုတ်နှိပ်လင်းဥပုံကျိုးမှဆိုလိုပါတဲ့ကက်တင်ရှင်သခင်ခရစ်တော်သည်မောရှေ၏ဥပဒေသားကိုကက်တင်ချင်းယေရှုအတွက်အနှစ်သာရနှင့်ပြည့်စုံစေဖို့ရန်ဆောင်ရွက်ခဲ့လျာအနှစ်သာရမဲ့ဖြစ်စွတ်မှုတွေကအပေါ်ယံလွာကျင့်သုံးမှုတွေကိုလက်မခံဘဲတားမြစ်ခဲ့ခြင်းကြောင့် ပါရီရှယ်ရီမုန်တိမှုကို ခံခဲ့ရခြင်းဖြစ်ပေသည်။သခင်သည်ဥပုံတွေတွင်ယောဂသည်များကိုကူတာပေးခဲ့သည်။ဆာလောင်မွသိမ့်နေသောတပည့်တော်များအားဂျုံစပါးကိုခူးဆွစားတောက်စေခဲ့သည်။မတန်ရှင်းမစင်ကြယ်ဟုလူအများက ခံယူထားသောသူများနှင့်တွေ့ခဲ့သည်။ထို့များမက ကိုဖျားသခင်ကိုယ်တော်နာမည်မခေါ်ရဲသူတို့အတွက်အဖအဖဟု၍ရဲရဲကြီးစတင်ခေါ်ဝေါ်ပေးခဲ့လေသည်။ ကျွန်ုပ်တို့ခရီးရန်အသင်းတော်သမိုင်းမှာလဲဖာရီရှယ်တွေထံမညံ့အောင်တရသည့်ကျင့်သုံးသူတချို့ကို တွေ့ခဲ့ရဘူးဒီလေးရာစုအသင်းတော်သမိုင်းကဖုန်ရင်းများသည် ပေါင်မုတ်ကိုရင်းနှင်းစားနှင့်မိဝဲ၍အစားအသောက်ကိုချိုးချံကြသည်ဟုဆို၏အချို့ဖုန်ရင်းများမှာအလွန်ကြီးမြောင်းသောအခန်းကလေးများမှာဒုက္ခခံ၍နေခဲ့ကြသည်အချို့တို့သည်သောကြီးမြတ်မြတ်များထဲမှာသွားရောက်နေထိုင်ပြီးတိဥတ္တဖုတို့ကိုသာစားခဲ့ကြသည် စီမင်းစတားလိုက်ဆိုသောပုဂ္ဂိုလ်ကြီးသည်ဗိမာန်တို့တိုင်လုံးကြီးတစ်ခုထိပ်ပေါ်မှာ39နှစ်လုံးလုံးနေခဲ့ပြီးတနည်းကို1244ကျင်းဦးချဝိပြုနေခဲ့သည်ဟုဆိုသည်အမေရိကန်ပြည်ထောင်စုကြီးလိုလွတ်လပ်ပါသည်ဆိုသောနိုင်ငံကြီးများမှလည်းကိုနီကိုဟန်နှင့်အဆုံးရောက်တရားသည်သမားတွေရှိခဲ့ဘူး၏ရှိတ်ကာစကိုင်းဝင်းတို့သည်အိမ်အောင်လည်းမပြူကိလေသာကာမဂုဏ်ကိုလည်းလုံးဝရှောင်ကျဉ်ခဲ့ကြပြီး ဖြည်းဖြည်းမျိုးပြုတ်မှုမတက်တရားကျင့်ခဲ့သည် Revivalix အုပ်စုတစ်ခုကိုဦးဆောင်ခဲ့သော Charles Finney ဆိုလျင် Coffee လက်ဖက်ရည်သုံးဆောင်ခြင်းရှိပဲသူတည်ထောင်သော O'Fallon College တွင်ငရုတ်ကောင်းမုံငင်းစီစီနှင့်ရှာလကာရည်ကိုလုံးဝသုံးစွဲခွင့်မပေးဟုသိရသည်ဒီနေ့ကမ္ဘာကြီးသည်တရွေ့ရွေ့ပြောင်းလဲနေသည်ကိုမငြင်းနိုင် တိုးတော်လဲကျွန်တော်တို့ရဲ့အတိတ်ပမိုင်းဒီကိုစိတ်နေကိုဖန်တီးသည့်အစွဲလန်းတွေများစွာရှိခဲ့သလိုယခုအချိန်မှလည်းအဆုံးရောက်အဖွဲ့အစည်းတွေရှိနေစေဖြစ်သည်ကိုခရိယံများအနေဖြင့်မမေ့သိမှုကျွန်တော်ဆိုခြင်းပါသည်အကျင့်တရားတို့သည်အဆုံးရောက်စေရုံသာမက လူသားတို့အဖို့နားလည်ရန်ခက်ခဲသောအန္တရာယ်ကိုလည်းဖြစ်စေတတ်သည်အပင်ချောင်းဆိုသောငါအဆုံးရောက်နေပြီ မားဤလုပ်ပုံနေမှားနေသည်ဟုဘသူကမှမထင်တတ်ဘဲသူများ၏အကျင့်ကိုသာအဆုံးရောက်နေသည်မှားနေသည်ဟုထင်တတ်ခြင်းအပြင်ပြစ်မျိုးမျိုးကိုသိနိုင်ခြင်းကြောင့်ပင်ဖြစ်ပါသည်လှုပ်ဝတ်တော်ကြံပြုစရာပါရီရှဲတို့သင်တို့သည်အမင်္ဂလာရှိကြ၏အကြောင်းမူကားပင်စိမ့်ဆမှုစီရအသီးရွက်တို့ကိုဆယ်ဖို့တဖို့လှူကြသည်တွင်တရားသဖြင့်စီရင်ခြင်းသူတပါးကိုတနာခြင်းသစ္စာဆောင်ခြင်းတည်းဟုသော ပြည့်ညတ်တရားတွင်လေးသောအရာတို့ကိုကလှည့်၍ထားကြ၏ ်ရင်ဆိုသောအရာတို့ကိုမလှက်မထားနောက်ဆိုသောအရာတို့ကိုကျင့်ရမည်လမ်းပြသော လူကန်းတို့တင်တို့သည်ချင်းတကောင်ကိုမျှမပါစေခြင်းဟာရေကိုဆစ်လျက်နှင့်ကလောက်ကိုမျိုးကြ၏အထက်ပါတိုင်းခရစ်တော်ဆိုခဲ့ကြောင်းရှင်မသက်ခရစ်ဝင်အခန်းကြီး23ဦးငယ်23မှ24မှာတွေ့ရသည်ပါရီရှဲတို့၏အသေးစိတ်ကိစ္စတွေကိုခရစ်တော်လိုက်ကြည့်နေခြင်းမဟုတ်ပါဤဒီလာပြည်မှာလူမှုရေးတရားမျှတမှုတွေမရှိ လူတွေချင်းရဲ့ချင်းငတ်မှုချင်းတွေကိုသူတို့ပါမျှပါဝင်တာဝန်ယူကြခြင်းမရှိကြောင်းကိုသာဆိုလိုခြင်းဖြစ်ပါသည်။ဟုတ်ပါသည်သူတို့ဘလောက်ထိပြည့်ညတ်တော်များကိုလိုက်လျှောက်ခဲ့သနည်းဟုဆိုသောခရစ်တော်ကိုယောမဘယင်ခံပိလက်မင်း၏အိမ်တော်မှာဆစ်ဆဲခြင်း သူတို့ထိုတဘာမျိုးသားဤအိမ်ပေါ်ကိုမတက်ပတ်တကားပွဲနေနေတိုက်နေချင်းကြောင့်အလုံးမလုပ်ဘူးဟုသောပြစားနေသောအချိန်များလည်းရှိခဲ့သည်တို့တို့ထိုပတ်တကားပွဲနေမှာပင်ခရစ်တော်ကိုကားစင်တင်သည့်ကိစ္စမှာတော့မှိန်ရပင်နေကြလေသည်ဤနည်းဖြင့်ယေရှု၏အသက်တော်ကိုဆွလွတ်ခြင်းသည် ဓမ္မဟောင်းပြရိတ်တော်များအတိုင်းပြည့်စုံတော်ရသည်ကို တွေ့ရသလိုပြည့်ညတ်တော်များကိုသူတို့လက်တလုံးချလုပ်ခဲ့သည်ကိုလည်းတွေ့ရသည်တနည်းအားဖြင့်ဆိုတော့ကမ္ဘာအကြီးဆုံးလူသတ်မှုကြီးသည်ပြည့်ညတ်တော်များကိုအလွဲသုံးစားမှုများဖြင့်ကရဏီတောင်ကုန်းမှာဖြစ်ပွားခဲ့လေသည်ကျွန်တော်တို့အသင်းတော်တွေမှာသပင်းရှည်တိကိစ္စ၊ခါဝင်တိုတိကိစ္စ၊ခရီးရီရော့ဂန်ရူကာတိကိစ္စ၊ဆက်လက်တောက်တိကိစ္စ၊ဥပုံနဲ့မှာဇီးဝတ်တိကိစ္စဒါတွေနဲ့အလုံရှုံနေချိန်၌ အသားရောင်ခွဲခြားသောစနစ်စုကိုတော့ကျင့်သုံးနေကြသေးသည် နျူကလ িয়ার ဗီးဒီနေကဘာကြီး၆ချားနေပုံငမုခေါမခြင်းခံနေရသောယောဂဆိုးဗီးဒီနှင့်လူသားတွေလိမ့်ပိမ့်ပြီးဒုက္ခရောက်နေကြပုံတွေကိုမြင်နေကြသည်ဤကိစ္စတွေကိုရေးရင်1934ခုနှစ်ကကမ္ဘာနှင့်ချင်းအသင်းတော်များအစည်းအဝေးကြီးကိုဂျာမနီနိုင်ငံပါလီမြို့တော်မှာကျင်းပစဉ်အမေရိကန်နှင့်ချင်းခရီးယန်တွေကဂျာမနီနိုင်ငံမှာအစည်းအဝေးတက်ပြီးပြန်လာတော့အစည်းအဝေးခံစားနေတွင်ခဲ့ခြင်းကိုတရေရမိပါသည် ညဉ့်ညမ်းစာပေတွေလုံးဝပိတ်ပင်ထားတဲ့နိုင်ငံကြီးကဘာလီမျိုးတော်ကိုရောက်ခဲ့တာအရန်စိတ်ချမ်းသာတာပဲအဲ့ဒီအတိုင်းပဲညဉ့်ညမ်းရုပ်ရှင်တွေသွေးထက်သန်ရုပ်ရုပ်ရှင်တွေဂျာမနီမှာခွင့်မပြုလို့ဝမ်းသာအားရဖြစ်မိပါတယ်အချင်းစာရိတာဖောက်ပြန်နိုင်တဲ့စာအုပ်စာပေတွေ လက်ဝဲဝါရကွန်မြူနစ်စာပေတွေကိုလည်းသူတို့မီးပုံချုပ်ခဲ့ကြပါတယ်။ခေါင်းဆောင်ကြီးဟစ်တလာကလည်းအရက်စလီလုံးဝမတောက်တတ်မိန်းကလေးများကိုအထူးလေးစားပြီးခစ်လွန်ဝတ်စားတွေကို တားမြစ်ထားပါတယ်။အားကျစရာပါပဲဟူ၍ဖြစ်လေသည်။ gain လူသဘောတဘာဝဟာအပေါ်ယံဆန်နေဆိုတာရှင်းမနေဘူးလား။မင်းသားခေါင်းဆုထားသည့်ကိုသာမြင်ပြီးအတွင်းမှာဘလူးဆိုင် တီးနေတာကိုမကြမ်းမမြင်ဖြစ်နေကြသည်။ နှစ်အနည်းငယ်အတွင်းမှာပင်၎င်းဂျာမနီဖက်စစ်ဝါဒကြောင့်ကမ္ဘာကြီးကမီးဟုံးဟုံးတောက်မာကိုဗာမျှထည့်မတွေးခဲ့ကြပါကျွန်တော်ကတော့ဒီဖြစ်ပေါ်မှာမူတည်ပြီး1930ခုနှစ်လောက်ကဂျာမန်အသင်းတော်တွေ1960ခုနှစ်လောက်ကအမေရိကန်တောင်ဘက်ကျန်းကခရီးရန်အသင်းတော်တွေ1990ခုနှစ်လောက်ကတောင်အာဖရိကအသင်းတော်တွေအကာအထက်အနှစ်ကိုသာလိုက်စားခဲ့ကြမည်ဆိုလျင်သမိုင်းဝင်အဖြစ်ဆိုးပေါင်းများစွာကိုရှောင်နိုင်ခဲ့ကြလိမ့်မည်ဟုကျွန်တော်တွေးပါသည် ကျွန်တော်နေ့အတူခစ်ပြန်စာပြေသမားမိတ်ဆွေမြောက်များစွာတို့သည်လည်းဤအချက်တီကိုထောက်ပြကြရာယုံကြည်သူလောကမှာအပြစ်တင်ရှုံချခြင်းကိုခံခဲ့ကြရသည်